ဖုတ်ဘောမှာစားရဖြစ်တယ်များအားလုံးပဲမင်္ဂလာပါ။အာကျွန်တော်အခုဒါ33ရက်ပွဲကမနေ့ကကစားသွားတဲ့ Manchester United အသင်းရဲ့ Premier League ပွဲတင် Premier League တရေပွဲပေါ့နော်။အခုစပါလစ်ကိုခြေစမ်းပြကစားခဲ့ပြီးတော့ပုံစံကောင်းပြခဲ့ပြီးတော့တခါအောက်ကိုပြန်ပြီးတော့ဟိုထိုးကြပြန်တယ်ပေါ့နော်။ဒါ Manchester United ရဲ့ဒီ roller coaster run ငါလေအမြဲအလိုပါပဲတွေ့နေကြတယ် ဆိုတော့ဒီဘွဲကပို့ပြီးတော့ရင်နာဖို့ကောင်းတာဘာလဲလို့ပြောအဆင့်9အထိတက်လာမယ်အခွင့်အရေးအော်သူတို့ ਨੇ ရိုးရိုးလေးပဲမထိုက်တန်ဘူးလို့ပြောအောင်နောက်ထပ်ရင်နာဖို့ကောင်းတဲ့အချက်က first time ကကျွန်တော်တို့တပွဲလုံး EACC same same နေပြီးကြည်ရင်တွေ့နေ first time ဘာကောင်းတာလဲ first time ကဘာမှမကောင်းဘူး တခါလေးပြိုင်ဘက်အသင်းကလို့ရကိုင်းတခုခုကိုပြနိုင်လို့ကိုအမတ်ရော့သွားတယ်အဲ့ဒါဆိုပြဿနာမရှိဘူးတချို့ပွဲတွေမန်ချက်စတာယူနိုက်တက်ရှုံးတယ်ရှုံးမိမယ်ဒီလိုကစားတာမျိုးဆိုရင်တော့ဘာမှဝေဖန်နေစရာမရှိဘူးဒါကျွန်တော်ပြောလဲပြောခဲ့ပူတယ်ပေါ့နော်ချို့ပွဲနိုင်သွားတယ်နိုင်တာနိုင်သွားတယ်အီလီလေးဘာဘာမှန်းကိုမသိဘူးဆိုတော့အခုဒီ ့ Old Trafford နောက်ဆုံးနှစ်ပွဲပေါ့နော် Everton တယောက်ယောက် Everton ကိုတေးကြတဲ့ပွဲအားလုံးစိတ်ပြက်မှုပေါ့နော်စိတ်ပြက်မှုဟိုအထင်သေးမှုရဟိုအယုံအကြည်ကိမဲ့လာမှုဟောအားလုံးခံစားခဲ့ရတယ်ကျွန်တော် Crystal Palace နဲ့ပွဲမှာ United ကကစားတာပထမပိုင်းတစ်ပိုင်းလုံးစိုးစိုးရွားဖြစ်နေရင်းတယ်ဒုတိယပိုင်းမှာ ဂိမ်းကရုတ်တရက်ကြီး growth up ဖြစ်လာပြီတော့ဘုံလုံးလုံးဆိုအကုန်ကျင်းတ်ခဲ့ရတယ်အခုတခါ WhatsApp နဲ့ကစားတဲ့အခါကျတော့ WhatsApp ကဘာမှမရှိဘူးဆိုတော့တခြားမဟုတ်အတင်းတင်းအနေနဲ့လုံလောက်တဲ့ဟိုစီးစနစ်တော့ရှိတယ်အဲ့ထက်ပိုပြီးတော့ဘာမှမရှိဘူးပြောချင်တာဥပမာ WhatsApp ရဲ့ defending ဟာအရင်ကောင်းလားဆိုတော့ defending အရင်မကောင်း WhatsApp ရဲ့ attacking play ဟာအရင်ကောင်းလားဆိုတော့အဲ့ဒါလည်းမကောင်းအဲ့တော့ WhatsApp ဟာ creativity မရှိဘူး ဘိုးဝင်နဲ့ဝမ်ဘဆာကာပဲပြောစရာရှိတယ်ဘိုးဝင်ယုံတယ်ဝမ်ဘဆာကာယုံတယ်ဆိုတော့အဲ့လိုဘာမှရှိတဲ့အသင်ဟာကျွန်တော်တို့11မဖြစ်ခင်အထိပေါ့နော်11မဖြစ်ခင်မန်ချက်စတာရဲ့ပွဲအစကနေပြီးတော့00 10ပြီးတော့11မဖြစ်ခင်အထိဝါစာတပွဲလုံးမှာလှုပ်လှုပ်ခတ်ခတ်တစ်ချိန်တစ်ချိန်တော့ဝယ်ရှိတယ် ဲ့တကြိမ်တကြိမ်ကလည်းအချိန်တိုလေးတကယ်အပိုင်းစအချိန်လေးဟင်လားတဲ့အဲ့ဒါကိုလည်းတောက်ခံနိုင်စမ်းမရှိခဲ့ဘူးပြီးတော့နောက်တစ်ချက်ကစိတ်တဲ့ပိုင်းအဲ့စိတ်တဲ့ပိုင်းကတော့တော်တော်ဆိုးတယ်လို့ပဲပြောရမယ်ဟင်လားကနားလေရမှာကသူတို့တွေက one nil up ဆိုတဲ့အနေအထားတကိုးတုံများနဲ့ lead လောက်ထားတဲ့အနေအထားကို control လုပ်နိုင်တဲ့ တည်ငြိမ်မှုအရင်ကျက်မှုအရေးအသွေးမရှိဘူးသူတို့ရဲ့ emotionally နဲ့ပြီးတော့ဒီ tactical demands ဟာ10ဆိုတဲ့ result ကိုထိနိုင်လောက်တဲ့ power မရှိဘူးလားဒါရှင်းရှင်းလေးပဲသူတို့အသင်းကိုမကောင်းဘူးပြောတာလည်းမဟုတ်ကောင်းတယ်ပြောတာလည်းမဟုတ်သူတို့ကစားတာကောင်းတယ်ကောင်းတယ်ပဲ1-0ကနေပြီးတော့2-0မဖြစ်သွားမချင်း United ဟာငါတို့ ဒီပွဲကိုကြောက်တန်းဖြတ်သွားပြီဆိုပြီးတော့တွေးတွေးနိုင်တော့တဲ့အဲ့ emotional power သူတို့မှာမရှိဘူးပြီးတော့ tactical power သူတို့မှာမရှိဘူး fragile ဖြစ်နေတဲ့ score line တစ်ခုကို ACC ထိန်းသွားနိုင်နေပေါ့ဟိုဘယ်လိုကောင်းလဲဆိုတော့ဒီ result နဲ့နဲ့ဒီ result နဲ့ပဲဒီ one go enough ဆိုတဲ့ဒီ mentality character အဲ့ဒီအရာတွေကထားပါတော့ဟိုတော့က chelsea အခုတော့က United နောက်ခုတော့ကကျွန်တော်တိတ်မကြခင်မှာမြင်ခဲ့ရတယ် Manchester City အဲလက်ရှိဆိုတော့ Arsenal ကိုမြင်ရတယ်ဗောလေအဲ့တော့ဒါတော့ကဒီလိုအသင်းတွေတော့မှတခါလေကြံ့ကိုထပေးရတတ်တယ်ဒါပေမဲ့အဲ့လိုအသင်းတွေဟာ1-0နဲ့လေ game ကို အဆုံးသတ်နိုင်တယ်ပြီးတော့အဲ့လို1-0နဲ့ဟိုစိတ်ချလိုက်ချ lock ချပြီးတော့ lock ချဆိုတာကဟို sitting deep လောက်ပြီးတော့အဲ့လိုကစားတော့ပြောနေတာမဟုတ်အဲ့ဒီ ရပြီအေးအေးဆေးဖြစ်သွားပြီငါတို့တရားနိုင်သွားပြီဆိုတော့ယုံကြည်မှုမျိုးနဲ့ဘောလုံးကိုကင်ကစားနေရင်နောက်ထပ်တကူထပ်သွင်းသွားတာမျိုး United ကလော်လော်ပြောအဲ့ level မှာမရှိသေးဘူးဆိုတော့1-0ဖြစ်သွားပြီဆိုရင် job done ဆိုပြီးတော့ဟုတ်စိတ်ထဲမှာအဲ့လိုအဲ့လိုဖြစ်သွားလို့မရဘူးဆိုတော့လော်လော်လေးပြောရင် Manchester United ကဒီပွဲမှာ switch off လုပ်လိုက်ပုံကအရန်ကိုလွယ်ကူလုံးတယ် ငါတို့ AC ဒီပွဲကပြီးသွားပြီမိမိတ်8ဆိုတဲ့ပုံစံမျိုး United ကစား players တွေကစားသွားတဲ့ပုံစံကအဲ့ဒီ mentality ကအဆင်မပြေဘူးသူတို့နောက်တကူအတွက်သူတို့ကိုကြည့်ရတာ agency မရှိဘူးအားလုံးမှတက်နေအသေးအံပြင်းထန်ငါတို့ game ကမပြီးသေးဘူးအချိန်မီဒုက္ခရောက်နိုင်တယ်2 0 up တာမဟုတ်ဘူးဆိုရင်ငါတို့60မှာလည်းတည်ကြနိုင်90မှာလည်းတည်ကြနိုင်တယ်90မှာလည်းတည်ကြနိုင်တယ်ဆိုတော့စိတ်မျိုးနဲ့ကစားနေရမှာကျွန်တော်မတွေ့ရဘူ ကစားသမားတွေကိုကြည့်ရတာကဒီ wasan play မကောင်းဘောလေဆိုတော့အနေရရှိတဲ့ကိစ္စကြော်လွန်သွားပြီငါတို့ကိုရပါပြီဆိုတဲ့ပုံစံမျိုးအဲ့တော့ဒီအသင်းလိုက်ပေါ့နော်အသင်းလိုက်ဒီရလက်ကိုပြန်ပြီးတော့အချိန်မျိုးဒုက္ခရောက်သွားနိုင်နေဆိုတဲ့ fear လည်းမရှိ collective fear မရှိပြီးတော့ agency မရှိဘူးအတိတ်အကြံအဲ့ agency မရှိဘူးသူတို့ ဲ့ဒီအချက်ဟာဟိုနီးပြနေလေဒိုက်ရိုက်တော့မတက်ဆိုင်ဘူးတကယ်အကောင်းဆုံးပုံစံမရောက်သေးတဲ့အကောင်းဆုံးစုဖွဲ့မှုမဟုတ်သေးတဲ့အသင်းတွေအတွက်နိုင်ပွဲဆိုတာကဒုက္ခခံခြင်းနိုင်ပွဲတွေဆိုတာဒုက္ခခံခြင်းပြီးတော့စီကံစီးစနစ်ကျနာခြင်းပြီးတော့အဲ့လိုမျိုး tension မြင်မြင်နေခြင်းပဲအဲ့ဒီအရာတွေကိုထိန်းထားနိုင်မှနိုင်ပွဲရတာအဲ့ဒါအဲ့လိုပြောတဲ့အခါမှာကျွန်တော်ကမန်ချက်စတာစီးတီးတို့ဒီလီဗာပူးအရင်ကောင်းနေတဲ့အချိန်တို့လက်ရှိအာဆနယ်ကစားနေတဲ့အချိန်တို့အဲ့ဒီအသင်းတွေရဲ့နိုင်ပွဲအတိတ်ပဲဖွင့်ဆိုချက်ကိုဆိုလိုတာမဟုတ်ဘူးမန်ချက်စတာယူနိုက်တက်အသင်းဟာအဲ့လိုအနေအထားမျိုးမဟုတ်ဘူးဆိုရင်လက်ရှိအသင်းအနေအထားလောက်နေဆိုရင်အဲ့ဒီ ဒုက္ခတွေခံခံရမယ်အသေးအတန်အပြင်းထန်အစင်းရဒုက္ခခံနေရမယ်ပွဲပြီးတဲ့အထိဟိုနောက် tactical discipline ပြီးတော့ attend like discipline ပွဲပြီးတဲ့အထိပြည့်ဝနေရမယ် tension အမြင့်ဆုံးဖြစ်နေရမယ်ဒါပေမဲ့ Manchester United ကိုလက်ရှိဒီပွဲပေါ့နော်ဒီပွဲမဟုတ်ပါဘူးပွဲတော်တော်များများမှာ United ကိုကြည့်ရတာကအဲ့လိုမျိုးနိုင်ပွဲဆိုတော့ vibes ကြီးနဲ့ရှာဖွေနိုင်မယ်ပြီးတော့ calmness တည်ငြိမ်မှုနဲ့ရှာဖွေနိုင်မယ်ပြီးတော့ in style ဖြစ်ပြီးရှာဖွေနိုင်မယ် အဲ့လိုအဲ့လိုယူဆတယ်အဲ့ဒါအဲ့ကြောင့်လဲဒီမပေးတဲ့ကိုယ်ကြီးပြန်ပေးရတာပဲကစားနေတာကောင်းနေရင်လည်း roller coaster လို့ဖြစ်ဖြစ်သွားတာတုတ်ကြသွားတယ်တုတ်ကြသွားပြီးတော့မှဝမ်းဝမ်းဖြစ်သွားတော့မှပြန်ပြီးတော့ဟိုကစားဖို့ကြိုးစားတယ်အဲ့ကြိုးစားတဲ့ခါကျရင်တက်သွားမလားပိုဆိုးသွားမလားမသေးကြဘူးဆိုတဲ့ပြဿနာတွေဖြစ်တာပဲဟိုတကယ်ဆိုရင်ဒီဘွဲကနိုင်ုံနိုင်ခဲ့တယ် game ရဲ့ situation အရာလေ United ကစားတာလေကျွန်တော်တို့ညံ့တယ်မထင်ဘူးပြဿနာကအချိန်ပိုင်းလေးတွေဒါအသင်းအသင်းကအချိန်ပိုင်းလေးတွေဒုက္ခရောက်နိုင်တယ်အဲ့အချိန်ပိုင်းလေးတွေမှာရောက်နိုင်တဲ့ဒုက္ခကိုလည်းမခံနိုင်ဘူးပြီးတော့အဲ့လိုအချိန်ပိုင်းလေးတွေဒုက္ခမြောက်ဖို့အတွက်ဒုတိယကိုရဖို့အတွက်အသေးအတန်ကစားမနေဘူးအဲ့ဒါအဓိကပြဿနာအဲ့ဒါပဲနောက်ဆုံးတော့ဟိုကိုးပေးလိုက်ရတယ်ပေါ့ service ပေါ့ service ကနေကိုပေးရတဲ့အချိန်မှာဒီဘက်မှာဟိုကောင်လေးတွေဘာလဲမာတီးယပ်ဖရန်ဒါစ်လာအဲ့ကောင်လေးတွေပြီးတော့ဂျယ်ရဘိုဝန်တို့အိုးနဲ့ရှုပ်ထွေးနေသူတို့ဘောလုံးကလာသူတို့ပြေးလွှားပြီးတော့နောက်ဆုံးအမှ second ball ပါနေအဆရှိသဖြင့်ပေါ့လေအဲ့လိုမျိုး chaos ဖြစ်သွားပြီးတော့ goal ပေးလိုက်ရတော့ဘာမှမတက်နိုင်ဘူးမာဇရဝီလည်းအသေးအံတော့ ကြိုးစားသေးတာပဲကစားလည်းကောင်းပါတယ်ဒီဘက်မှာ sorry ကစားတာလည်းဟိုစိတ်သက်ပြင်းတယ်ပေါ့လွယ်လွယ်ပြောရရင်လန်နီယောရိုကပို့ပြီးတော့မာဆာရီထက်ပို့မြန်နိုင်တယ်ပြီးတော့ high ပို့ကောင်းတယ်စန်နဘက်တူအနေနဲ့ပို့ပြီးတော့ဟိုဖြစ်ပို့ပြီးတော့တင့်တော်တဲ့ဒီအချိုးအစားအခြေအနေအနေဒါရှိမယ်စိတ်သက်กว่าတာ ਨੇ သူတို့မြတ်ကစားလည်းกว่าတယ်မာဆာရီကစားတာကောင်းအကောင်းမိမယ်လေ ီလိုပဲဒီအသင်းလိုက်အနေနဲ့ကတော့ United ကဖေဖော်ဖေရဲ့ဖြစ်ခဲ့တာပဲဆိုတော့နောက်ဆုံးကစားသမားတွေကိုကြည့်ရတာအေးစစ်စစ်တတောင်တတာရှည်လုံးနေပြီးတော့အေးစစ်စစ်ဟိုမသိရင်ပြားဟိုလီဖလားပေါ့နော်ကာလင်ဖလားကာရာမောင်းကပ်လို့ပုံစံမျိုးအဲ့အဲ့ရောက်ဒီပွဲတစ်ပွဲလို့ပဲကစားသမားတွေကအရင်က relax ဖြစ်လုံးနေ တပေါ်အန်ကားကိုမတွေ့ရဘူးပြီးတော့ဟိုကစားသမားတွေက one nil နဲ့ပတ်သက်ပြီးတော့စိတ်ပူနေရ stress ကိုမတွေ့ရဘူး agency ကိုမတွေ့ရဘူးအဲနောက်ဆုံးအဲ့ကိုပြေးလာရတာပဲဒီဘက်ကကျွန်တော်ကအဲ့အဲ့ mental ready မဖြစ်သေးလို့တေကြရပဲမြင်တယ်အဲ့ one one ဖြစ်သွားပြီးနောက်ပိုင်း United ပူတော်ဆိုးသွားသေးတယ်အဲ့ကျမှအထိတ်တလန့်နဲ့အသေးအသံနဲ့အဲ့အသေးအသံမှာစောစောပြောလို့ပဲအသေးအသံမှာပူကောင်းလာတဲ့ဟာလည်းရှိတယ် အဲ့တော့အသေးအမှပူကောင်းလာတယ်ဆိုတော့အစဉ်အမြဲတမ်းပူကောင်းနေပေါ့နော်အန်ဒီရဲ့အခြေအနေကိုကြောက်ရွံ့သွားပြီဥဆောင်ဘူကနေတည်ဖြစ်သွားပြီလက်ကြံမိနစ်တည်ကိုအသေးအမှပြန်ကစားတဲ့အခါမှာဆယ်ပွဲမှာ၈ပွဲကောင်းတယ်၉ပွဲကောင်းတယ်၇ပွဲကောင်းတယ်ထားပါတော့အဲ့လိုအသင်းမျိုးတွေကရှားတယ်အဲ့ဒါတကယ်အသင်းကောင်းတယ်ဒီလိုမျိုးဒီ Manchester United တို့လို level အသင်းတွေကြတော့အဲ့ဒါဝမ်းဖြစ်သွားလို့ပူကောင်းလာမှာပူဆိုးလာမှာပြောလို့မရဘူးဘာလို့ဖြစ်သွားနိုင်လဲ ဆိုတော့နောက်ဆုံးတော့တည်ကြသွားတယ်ဗောလေဟိုကစားတာကဝက်ဆမ်ထက်ตาတယ်တူချင်းဝက်ဆမ်ထက်ตาတယ်ဒါပေမဲ့ဒီဘွဲမှာသူတို့နိုင်ဘွဲအတွက်လုံလောက်တဲ့ personality မရှိဘူးဟို technically တိုးတက်မှုကိုမြင်ရတယ်ဟို structure ဘိုင်းဆိုင်ရာလည်းမစိုးဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ mental ကတော်တော်အခြေအနေစိုးတယ် mental က easy 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 တွက်လွန်တယ်ပေါ်ပေါ်ဆဆကစားတယ်ဝန်နီလ်မှာဟိုကွန်းထဲမှာဒုတိယဘူရာကိုစ조사နေရပဲဆိုတာဒါအသင်းတိုင်းပါပဲအသင်းတိုင်းဒုတိယဘူရာကိုစ조사တာပဲဒါပေမဲ့ယူနိုက်တက်စ조사ရဲ့ပုံစံဟာဟိုအားမပါဘူးအရင် relax ဖြစ်တယ်အရင် soft ဖြစ်တယ်ဆိုတဲ့အခါကျတော့ဟိုနှက်ပြီးတော့အေးဆိုလို့ဝန်နီလ်ဆိုတဲ့အနေအထားဟိုအကျဉ်းနဲ့စိတ်ကျဉ်းနှုတ်နဲ့ကစားနေတယ်လို့ပဲခံစားရတယ်အဲ့တော့ အချုပ်ကတော့ဗာလဲဆိုတော့ Manchester United အသင်းဟာတကိုးတုံညနဲ့ဥဆောင်နေရင်းနဲ့ပွဲပြီးတဲ့အထိအဲ့အတိုင်းပြီးသွားတယ်ဆိုတော့ဒီစိတ်ပိုင်းဆိုင်ရာပါဝါကျောပိုင်းဆိုင်ရာပါဝါအဲ့ဒီအရာတွေသူတို့မှမရှိဘူးမရှိတဲ့အတွက်သူတို့အဲ့လိုမျိုးဟို soft ဖြစ်တဲ့ play နဲ့ဟိုအေးအေးဆေးဆေးတောင်းတတကစားလို့ခံလိုက်ရတာပဲဟိုဘုံမပေးရပဲနိုင်သွားတာရှိကောင်းရှိမှလည်းရှားလိမ့်မယ် ယူနိုက်တက်ဟာ1-0နဲ့ကျင်နိုင်ရမယ်အသင်းမျိုးမဟုတ်ဘူးအဲ့ဒီ1-0ဟာကျွန်တော်တို့တောက်လျှောက်တဘောကဒွဲလုံးစည်းစည်းဖြစ်လာတယ်0-0ဖြစ်လာတယ်အဲ85 86လောက်မှာကိုးသွင်းတယ်ရာခေါင်းရမယ်အဲ့တော့အခုဒီ download ကမိနစ်90ကျော်နေ53မိနစ်ကိုးသွင်းတယ်ကိုးသွင်းပြီးတော့နောက်လက်ကျန်နိုင်ဘောလောက်ကိုအဲ့ဒီဟာကိုထိန်းနိုင်တဲ့ဒီ character အဲ့ဒါကိုထိန်းနိုင်တဲ့ အကျွမ်းကျင်မှုအရေးအသွေးအဲ့ဒါတွေသူမှမရှိဘူးမရှိတဲ့အတွက်ဒီဘောတည်ကြခဲ့တာပဲဆိုတော့ဟိုထုံးစံအတိုင်းပဲအမော်ရင်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 လို့ပြောကောင်းပြောနေနိုင်တယ်နီးပြနေလေအတိုင်းတာတစ်ခုထိဆိုင်နေပေါ့နော်ဒါပေမဲ့ဒါကကိုယ်နဲ့ကစားသမားတွေရဲ့အဲ့ဒီခံယူချက်မပြောင်းလဲဘူးဆိုရင်ပြောင်းလဲလို့ရမယ်အရာမဟုတ်ဘူးလို့ပြောရမှာဆိုတော့ဒါတော့ United 11 Western ပွဲနဲ့ပတ်သက်ပြီးတော့သုံးသပ်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးကြကြတယ်ပြည်သူများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်